မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဩဂတ်စ်လ31ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့နယ်ရုံးမင်ကန်ရွာမှာတပ်ဆွဲထားတဲ့စစ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သား5ဦးသေဆုံးပြီးတော့စစ်အုံဆောင်ပစ္စည်းများကိုတိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်ဩဂတ်လ10ရက်နေ့မနက်9:00နာရီခွဲအချိန်ကမှသခိုင်းမြို့နယ်ရုံးမင်ခံကျေးရွာမှာအင်အား40လောက်နဲ့တပ်ဆွဲထားတဲ့စစ်စခန်းကိုတော်လိုင်းတပ်ဖွဲ့များကဝင်းရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်ခွေးတွေဘက်က9ဦးသေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေများပြားကစစ်အုံဆောင်ပစ္စည်းများကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။စစ်ခွေးအင်အားကတော့အယောက်40လောက်နဲ့တပ်ဆွဲထားတဲ့စစ်ခွေးစခန်းမှာစစ်ခွေးတွေတော့ထွက်ပြေးသွားကြပါတယ်။ထိခိုက်မှုကတော့15ရောက်လောက်ရှိမယ်ထင်တယ်။စစ်ခွေးထိခိုက်မှုများတယ်။ ်အသေးပြောက်စီးရင်ကတော့9ခေါင်လောက်ရှိတယ်စိတ်ခွေးအရှင်ဖမ်းမိတာမျိုးတော့မရှိပါဘူးလက်နဲ့ခဲရန်တွေကိုတော့တိမ့်စီရမိတာမရှိပါဘူးစိတ်ခွေးအသုံးဆောင်ပစ္စည်းတွေတော့တိမ့်စီရမိခဲ့တယ်လို့ Phoenix SGG မီလီယံငှက်စကိုင်းကတောင်မရှိသူကပြောကြားထားပါတယ်၎င်းတက်ခတ်မှုကို Phoenix SGG မီလီယံငှက်စကိုင်းနဲ့မဟာမိတ်တပ်ဖွဲ့များကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ပြီးဒေါ်လာရဲ့ရေပေါ်များအထိကိမရှိဘဲနဲ့ပြန်လည်ဆက်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကဲချင်းပြည်နယ်ဝိုင်းမော်မြို့နယ်လမ်းမြန်ကြီးရွာအနီးမှာရှိတဲ့စစ်ခွေးတွေတပ်ဆွဲထားရာယာယီစခန်းနဲ့နေရာတချို့ကို KIA ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂုတ်လ28ရက်နေ့မှာဝိုင်းမော်မြို့နယ်လမ်းမြန်ကြီးရွာအနီးမှာရှိတဲ့ စစ်တပ်နဲ့လက်အောက်ခံပြည်သူ့စစ်များတပ်ဆွဲထားတဲ့ခရီးရန်ဖျားရှိကိုးချောင်းကို၎င်းဩဂတ်လ29ရက်နေ့မှာလမ်းညံချေးွာအနီးမှာရှိတဲ့စစ်ခွေးတွေတပ်ဆွဲထားရာလမ်းစုံနေရာကို၎င်းအသီးသီးတိုက်ခိုက်သိမ်းပတ်ရရှိခဲ့တယ်လို့သိရပါတယ်။စစ်ခွေးတွေဘက်ကစပြီးတော့ထိုးစစ်ဆင်လာတာပါ။အဲ့ဒါကိုခုခံပြန်တိုက်ရင်းနဲ့ဒီကောင်တွေတပ်ဆွဲထားတဲ့ယာယီစခန်းနေရာတွေကိုပြန်တိုက်တာပါ။ အခုချိန်ထိလဲစစ်ရေးတွေတင်းမာနေတော့မှာပဲပွဲမပြီးသေးဘူးလေကြောင်းတိုက်ခိုက်မှုတွေ drone နဲ့ကင်းထောက်တာတွေတစ်ချိန်လုံးရှိနေတယ်လို့ရှေ့တန်းသတင်းရေးမြစ်ကပြောဆိုထားပါတယ်ဝိုင်းမော်မြို့နယ်စစ်ခွေးတွေတပ်ဆွဲထားတဲ့နေရာတချို့ကို KIA ကပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်ခွေးတွေဘက်ကတိုက်ဆုံသွားတဲ့အလောင်းများအရှင်ဖမ်းဆီးရမိသူများရှိတဲ့အပြင်လက်နက်ခဲယမ်းများကိုလည်းရရှိခဲ့တယ်လို့သိရပါတယ်စစ်ခွေးတွေတိတ်တာရောအရှင်ဖမ်းမိတာတွေရောရှိပါတယ်အရေးအတွက်တိကျကတော့စစ်ခွေးတွေတိတ်သွားတာဆယ်ကောင်နဲ့အထက်ရှိတယ်လို့အကြမ်းဖက်သိရတယ်လက်နက်တွေလည်းရတယ် လေရင်ရဲ့ရန်ကတော့စိုးရင်နေရသေးတယ်လို့ကချင်စီရေးသတင်းအင်းမြစ်ကပြောဆိုထားပါဗျ။အကြမ်းဖက်စစ်ခွေးတက်ကဝိုင်းမော်မြို့နယ်အတွင်းမှာရှိတဲ့ ်စစ်တပ်ကလက်လွတ်ဆုံးရှုံးခဲ့ရတဲ့နေရာများပြန်လည်ရရှိရေးအတွက်မြေပြင်မှာစစ်ကြောင်းများထိုးခြင်းလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်း drone နဲ့ပုံကျဲခြင်းလေယာဉ်နဲ့ပစ်ခတ်တိုက်ခိုက်ခြင်းများတောက်လျှောက်ဆိုးသလုံးလှုပ်ဆောင်နေတယ်လို့သိရပါတယ်စစ်ခွေးတပ်ကဝိုင်းမော်မြို့နယ်အတွင်းနေမြေဆုံးမမှုတွေပြန်လည်ရရှိရေးဆောင်ရွက်လာမှုနဲ့အတူဖားကန်ဘက်ကိုစစ်ကြောင်းများကိုဆေးလွတ်ခြင်းစစ်ကြောင်းများထိုးခြင်းများကိုလည်းတောက်လျှောက်ဆိုးသလုံးလှုပ်ဆောင်ရရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်အာရှလမ်းမိုင်းကိုစစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုကြားဖြတ်တိုက်ခဲ့ရာစစ်ကောင်စီဘက်ကအယောက်80ကျော်တေဆုံးပြီးတော့အထိနာကပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ9ရက်နေ့နဲ့15ရက်နေ့တွေမှာကော့ကရိတ်မြို့နယ်အာရှလမ်းမိုင်းကိုအင်အားအလုံးရဲနဲ့စစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုဗျူဟာ31အပါအဝင် KNU, KNLA, KNDO နဲ့ PDF ပူးပေါင်းတပ်များကဒရန်ကူးကျေးရွာအနီးမှာခုခံတိုက်ခိုက်ခဲ့ပြီးတော့ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အခုလိုထိတွေ့တိုက်ပွဲနှစ်ကြိမ်အတွင်းမှာစစ်ခွေးတွေဘက်ကအယောက်80ကျော်တေဆုံးကထိခိုက်ဒဏ်ရာရရှိသူ60နီးပါးရှိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲများအတွင်းမှာစစ်ခွေးတွေဘက်ကအထိနာပြီးတော့တက်လန်းကအချိန်ချင်းနောက်ပြန်ဆုတ်ပြီးတော့ထွက်ပြေးသွားတော့လေ။အင်အားများကိုထပ်မံဖြစ်တဲ့ကထိုးစစ်ဆင်နေတဲ့အတွက်ကြောင့်တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေတယ်လို့သိရပါဗျ။စစ်ခွေးတပ်ဟာအာရှလမ်းမိုင်းကိုပြန်လည်ဆုံးမနိုင်ရန်အတွက်ကွန်ကရစ်မြို့နယ်ထဲမှာအင်အားတွေထောင်ထဲချပြီးတော့ဖြစ်တင်ထားတာက အောင်စည်းရစစ်ကြောင်းဟာလည်းတောနောရေရကုန်အနီးမှာပဲရှိနေသေးတယ်လို့သိရပါဗျ။ဩဂတ်စ်လ9ရက်နေ့ကစပြီးတော့နောက်ပိုင်းတောက်လျှောက်ကိုဖြစ်နေတာဒီကောင်တွေဘက်ကအင်အား400နီးပါးနဲ့တပ်အင်အားကကော့ဂရိတ်ထဲမှာကိုထောင်ထဲချီပြီးတော့အင်အားတွေဖြည့်ထားတယ်။အဲ့လိုအင်အားတွေဖြည့်ပြီးအာရှလမ်းဘက်ကိုစစ်ကြောင်းထိုးနေတာဩဂတ်စ်လအတွင်းမှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေထဲမှာစစ်ခွေးအကောင်80ကျော်လောက်တိုက်ဆုံသွားပါတယ်။အယောက်60နီးပါးထိခိုက်ဒဏ်ရာရတယ်။9ရက်နေ့နဲ့15ရက်နေ့တွေမှာတော့တိုက်ပွဲတွေကအပြင်းထန်ဆုံးပဲ။ကျန်တဲ့ရက်တွေမှာလည်းထိတွေ့မှုကတောက်လျှောက်ပါပဲ။ လက်ရှိအချိန်ထိစစ်ခွေးတွေနဲ့ထိတွေ့တိုက်ပွဲဖြစ်နေတော့မှာပဲအခုစစ်ကြောင်းကဒရန်ကူတော်ဝိုင်းမှာပဲတက်လိုက်ပြန်လန်ကြလိုက်နဲ့ရှေ့ဆက်မတိုးနိုင်တဲ့အနေထားပါလူနည်းစုအာနာရှင်တွေအတွက်အသက်အသေးမခံပဲအလင်းဝင်ရောက်ကြပါကျွန်တော်တို့ဘက်ကလည်းကြိုးစုံနေပါတယ်လို့ People's Defense Force ကတာဝန်ရှိသူကပြောဆိုထားပါတယ်အလားတူပဲမြောက်ရီမျိုးတွင်းမှာလည်းအကြမ်းဖက်စစ်ခွေးတက်ကတိုက်ရင်အားတွေပြန်လည်ဖြည့်တင်းနေက အာရှလမ်းမိုင်းကိုနှစ်ဖက်ညှက်ပြီးတော့စစ်ကြောင်းထိုးရန်ပြင်ဆင်နေပြီးတိုက်ပွဲများလဲဆက်လက်ပြင်းထန်လာနိုင်တယ်လို့ဒေတာတွင်းစီရေးသတင်းအေးမြစ်တွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNB နဲ့ဒီမော့ဆုံမြို့နယ်ငွေတောင်ရွာတက်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုဝင်ရောက်တိုက်ခတ်ရာစစ်ကောင်စီဘက်က15ဦးတိတ်ဆုံးပြီးတော့လက်နက်6လက်သိမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဩဂုတ်လ29ရက်နေ့မနက်10:00နာရီကနေမွန်လွယ်3:00နာရီအထိဒီမော့ဆုံမြို့နယ်ငွေတောင်ရွာတက်မှာတပ်ဆွဲထားတဲ့ အင်အားတရာခန့်ရှိတဲ့စစ်ခွေးများကိုရှမ်းတောင် KNL စစ်တိုင်းဂျူဟာဆက်တင်နဲ့ KNL ပြည်နယ်မှာရှိတဲ့တပ်ပေါင်းစုများပူးပေါင်းပြီးတော့ဝင်းရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်ခွေးဘက်က15ဦးသေဆုံးကအယောက်30ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်စစ်ခွေးတွေစီကနေပြီးတော့ MA1 တနက်၄လက် MA2 တနက်တလက်နဲ့ MA3 တနက်တလက်စုစုပေါင်းလက်နက်6လက်နဲ့ခဲယံအချို့ကိုလည်းတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတက်ခတ်မှုကိုရှမ်းတောင်ကရင်နီစစ်တိုင်းဘူဟာဆက်တဲ့ရှမ်းတောင် drone တပ်ဖွဲ့ဘူဟာ ဆက်တဲ့ drone တပ်ဖွဲ့ DMO local drone တပ်ဖွဲ့ UAV drone တပ်ဖွဲ့နဲ့ KNA drone တပ်ဖွဲ့တို့ကပူးပေါင်းလုဆောင်ခဲ့ပြီးတော့တော်လိုင်းရေးတပ်ပေါင်းစုတွေဘက်ကရဲဘော်2ဦးမစိုးရင်ကထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တော်လိုင်းရေးတပ်ပေါင်းစုတွေကစီးလုံးညွညွတ်စွာပူးပေါင်းတိုက်ခိုက်နိုင်ခဲ့တဲ့အတွက်ဒီမော့ဆိုကနေဖရူဆိုကိုဥတီနေတဲ့စစ်ခွေးစစ်ကြောင်းကိုစစ်ဦးချိုးပြီးတော့အထိနာအောင်ဆွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူတိုင်းကြောက်တကားမြို့နယ်ဇေယျခင်ရွာသိပ်ရွာမှာရှိတဲ့နာရေးအိမ်ကိုအကြမ်းဖက်စစ်ခွေးတပ်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲပြီးတော့ပြည်သူနှအုပ်တိတ်ဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ29ရက်နေ့ည9နာရီခွဲအချိန်ကမှာ ကြောက်တကားမျိုးနဲ့ပဲနယ်ကိုမျိုးမှရှိတယ်။တုံးရခေါ်တိုင်ရင်ကစစ်ခွေးများကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့120မမလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့ရာဇရက်ခင်ရွာတဲ့ရွာမှရှိတဲ့နာရေးအိမ်ပေါ်ကိုလက်နက်ကြီးကြီးကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါဗါးအခုလိုမျိုးလက်နက်ကြီးကြီးကြောက်ရောက်ပောက်ကွဲခြင်းကြောင့်ကြီးရွာနေပြည်သူအသက်49နှစ်အရွယ်ဦးဖိုးကျော်နဲ့အသက်44နှစ်အရွယ်ဒေါ်ကြီးကြီးတို့ပွဲချင်းပြီးတိတ်ဆုံးပြီးတော့ပြည်သူ၄ဦးလည်းထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါဗါးလက်နက်ရှိတဲ့သူအချင်းချင်းတိုက်ခိုက်ကြပေါ့အဝေးကနေပြည်သူတွေလည်းလက်နက်ကြီးတွေနဲ့လှမ်းမ ထုနဲ့ပြည်သူတွေထိခိုက်သေးဆုံးရတာတွေကိုတိတိကျကျနဲ့လုံနေတာအခုကိစ္စကလည်းဒလန်သတင်းပို့လို့ဆုံးကျွေးလုံနေတဲ့နေအိမ်ပေါ်ကိုတဲ့တဲ့ကြတာတေဆုံးသူဥဖိုးကျော်နဲ့သူ့ရဲ့သားဘန်ကောက်မှာဆုံးသွားတဲ့အတွက်စိတ်မကောင်းဖြစ်ရတဲ့အထက်စစ်ခွေးတွေကလုံလို့သူ့ရဲ့အဖေဖြစ်သူကိုပါတားနောက်ကိုလိုက်သွားခဲ့ရပါပြီတေဆုံးသွားတဲ့ကိုဖိုးကျော်ကသူ့ရဲ့သားဘန်ကောက်မှာတေဆုံးသွားလို့စိတ်မကောင်းဖြစ်နေရတဲ့အထက် စစ်ခွေးတွေကသူ့ရဲ့အဖေဖြစ်သူကိုပါတားရဲ့နောက်ကိုလိုက်သွားခိုင်းခဲ့ပါပြီပြည်သူတွေကိုမျက်နှာမမူတဲ့စစ်ခွေးတွေမျိုးပြမာသာထွက်လာခဲ့လို့ပြောကြင်ပါတယ်လို့ကြောက်တကားမျိုးနဲ့ပြည်သူကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါတယ်အကြမ်းတ်စစ်ခွေးတက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးထိမှန်ပြီးတော့တေဆုံးသွားတဲ့ဥဖိုးကျော်နဲ့ဒေါ်ကြီးကြီးတို့ရဲ့ရုပ်အလောင်းများကိုမနေ့ကဩဂတ်စ်လ30ရက်နေ့နေ့လယ်7:00နာရီလောက်မှာငမော့တော့တုတ်တန်ကိုပို့ဆောင်ပြီးတော့ကြိုလိုက်ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဇကိုင်းတိုင်းကံဘလူမြို့နယ်မှာအချမ်းဘတ်စစ်ကွေးတပ်ကကြည်ချင်းရွာကပြည်သူ၈ဦးကိုတပ်ဖြတ်ပြီးတော့ပြည်သူအယောက်40ကျော်ကိုဖမ်းဆီးကာနေအိမ်များကိုလည်းလေးရက်ဆက်တိုင်မိရှုဖျက်ဆီးပြီးတော့ဖုန်ကြီးချောင်းကငွေကျပ်380ကိုပါခိုးယူလူရက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ23ရက်နေ့ကနေ26ရက်နေ့အထိကမ်ဘလူးမြို့နယ်ကြည်ချင်းရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အင်းအား200လောက်ပါတဲ့စစ်ကြောင်းဟာရွာထဲမှာပိတ်မိနေတဲ့ပြည်သူအမျိုးသား၈ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးတော့ပြည်သူအယောက်၄၀ကျော်ကိုလည်းဖမ်းဆီးကာနေအိမ်တွေကိုလည်း၄ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာဩဂတ်စ23ရက်နေ့မှာဘူးကုန်းရွာကနေတစဲကြည်ချင်းရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီးကျေးရွာထဲမှာရှိတဲ့ပြည်သူဝိုင်းနေအိမ်များကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။ဒါအပြင်စစ်ကြောင်းဟာ ကြေးရွာအတွင်းကနေပြီးတော့ထွက်ပြေးတဲ့ပြည်သူများကိုလည်းလိုက်လံပစ်တတ်ခဲ့ရာပြည်သူ၆ဦးသေဆုံးခဲ့ရတယ်လို့သိရပါဗျ။ကျန်တဲ့ပြည်သူ၅ဦးကိုဩဂတ်လ25ရက်နေ့မှာကတရားလမ်းပေါ်မှာပဲထပ်မံပြီးတော့ပစ်တတ်ခဲ့ခြင်းဖြစ်ပြီးရုပ်အလောင်းများကိုတွေ့ရှိခဲ့ရတယ်လို့ပြောပါဗျ။ဒါအပြင်အကြမ်းဖက်စစ်ခွေးဆက်ကြောင်းဟာကြီးကျင်းရွာမှာရှိတဲ့ကျောင်းတိုင်းဆရာတော်ဥကောဝိထစီကနေပြီးတော့ ဝိထုငွေ380ကိုခိုးယူလူရက်သွားပြီးဆရာတော်ကိုရွာပြင်ကိုနှင်းထုတ်ချင်းများကိုလည်းလုံဆောင်ခဲ့တယ်လို့သိရပါဗါးလက်ရှိချိန်ထိပြည်သူတွေကိုဖမ်းဆီးထားဆဲပါစစ်ခွေးတွေကပြည်သူရှိဦးကိုတတ်ဖြတ်သွားတာထွက်ပြေးလွတ်မြောက်လာတဲ့ဒူရီစီကနေပြီးတော့အတီးပြုတ်နိုင်ပါတယ်လို့ကျွန်းလာ တက်ကြွလှုပ်ရှားသူများအဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါဗါးလက်ရှိချိန်မှာစစ်ခွေးစစ်ကြောင်းမီးရှို့ဖျက်ဆီးနေခြင်းကြောင့်ဩဂတ်လ16ရက်နေ့ကနေ28ရက်နေ့အထိကံဘလူမြို့နယ်တောင်ချမ်းမှာရှိတဲ့ဘျူဟာလန်အနောက်ဘက်နဲ့အရှေ့ဘက်ခြမ်းတို့ကပြည်သူပိုင်းနေအိမ်အလုံး900ကျော်ခန့်အထိ ျက်စီးဆုံးရှုံးထားပြီးတော့ပြည်သူအယောက်20ခန့်တပ်ဖြတ်ခံထားရတယ်လို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းဟာအခုချိန်ထိကြည်ချင်းရွာနဲ့ရေကြည်ဦးရွာဘက်မှာအထိုင်ချတပ်ဆွဲထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်း6မြို့နယ်ကုန်းကြီးရွာကပြူစောတိတအူးဟာမိသားစုတွေကိုပါခေါ်ဆောင်လာပြီးတော့တနက်တက်လက်ကိုယူဆောင်လာကအလင်းဝင်လာတဲ့အတွက်ကြောင့်ဂုံပြုစုချင်းမြင့်ငွေ350ချင်းမြင့်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဩဂတ်စ10ရက်နေ့မှာချောင်းမြို့နယ်ကုန်းကြီးပြူစောတိရွာကပြူစောတိအောင်ကျော်ဆန်းဟာမိသားစုဝင်များပါခေါ်ဆောင်လာပြီးတဲ့နောက်တနက်တက်လက်ကိုပါယူဆောင်လာတဲ့အတွက်6ဒေါ်လာရေးတန် CIA ကိုချိတ်ဆက်ပြီးအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးအခုလိုအလင်းဝင်ရောက်လာတဲ့ပြူစောတိအောင်ကျော်ဆန်းဟာ MA2 စက်ကလေးတလက်ကြီပေါက်3ခုလက်ပြုံ3လုံး G145 နဲ့အတူအလင်းဝင်လာတဲ့အတွက်ငွေကျပ်3000ချိမြေပေးခဲ့တယ်လို့သိရပါဗါးအလင်းဝင်လာတဲ့သူက သူကိုယ်တိုင်ကျွန်တော်တို့စီကိုဆက်သွယ်ပြီးတော့ဝင်ရောက်လာတာပါသူ့ရဲ့မိသားစုနဲ့အတူလွတ်မြောက်နေမြေတနေရာကိုပို့ဆောင်ပြီးပါပြီလို့6 Revolution Army ကပြန်ကြားရေးတာဝန်ခံကပြောဆိုထားပါတယ်6တော်လဟိတ်တ CIA အနေနဲ့အလင်းဝင်လာတဲ့အောင်ကျော်ဆန်းကိုထိုက်ထိုက်တန်တန်စုချင်းမြေပေးခဲ့ပြီးတော့လွတ်မြောက်နေမြေကိုမိသားစုနဲ့အတူတကွပို့ဆောင်ပေးခဲ့ကြအောင်တရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ